ပရိသတ်များအားလုံးမိင်္ဂလာပါရှင်။တပြေ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါမယ်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူမောင်ပြည့်လွင်ရေးသားထားတဲ့ကြောင်တဲ့ကျင်းစာဆိုတဲ့ဇာတ်လမ်းကိုငယ်ရတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာညီမတို့ရဲ့တပြေ Audio Book Channel လေးကို Like and Subscribe လေးနဲ့ပြီးတော့အားပေးသွားခဲ့ပါဦးနော်။ကြောက်ကြီးမျိုးစုံချောင်းကပါပေးမှရှိတဲ့အင်ကြီးရခိုင်ကအဒီခေတ်ကာလမှာခန္ဓာတင့်တယ်လာပြီတဲ့။ ကျွန်းနှစ်ထပ်အင်ဂျီတလုံးဖြစ်ပြီးတော့ပန်းဆွဲတွေဆွလင့်မောကျောပုံဆောင်တွေနဲ့ဆောက်လုပ်ထားတာပဲဖြစ်တယ်။အဲ့ဒီအင်ဂျီရှိကနေဖြတ်တန်းသွားကြသူတိုင်းရင်သက်ရှုံမောကြတာကြီးပဲဖြစ်လေတယ်။အဲ့ဒီအင်ဂျီရဲ့အရှင်သခင်ကစိတ်ကြိုခဲကာလာက အလွန်ကြွယ်ဝချမ်းသာသူတဦးဖြစ်လေတယ်။ကိုရီကဲဆိုရင်မြို့ပေါ်မှာဒါမဟုတ်ကျေးလက်တောင်ရောင်တွေအထိတည်ကြလေတယ်။ငွေကြေးကြွယ်ဝသူမဩဇာတိတ်ကမှလည်းရှိတယ်။ကိုရီကဲက လူရည်တန်ရည်လက်မနေသူဖြစ်တယ်။ အဲဒါကြောင့်မျက်နှာပြုအစိုးရဘိုင်းကိုပေါရောက်သူပြီးအဲ့ဒီအချိန်ကကိုလိုနီနေကျဲကြီးတွေကြီးစိုးချိန်ဖြစ်လျောင်းကိုရီကဲအဖို့ထင်တိုင်းပေါရောက်ခဲ့လေတယ်။ကိုရီကဲလှူတဲ့တန်းတွေဆိုတာကအတိုင်းစားနဲ့လှူတန်းချင်းတာလည်းဖြစ်တယ်။လေဝမင်းမစ္စတာရောဘတ်ကကမကထားလုပ်ပြီးမြို့ဝါတောင်ပြုတ်ပြင်းပါဆိုတော့လှူရမှာပေါ့။လေဝမင်းလိုအပ်သေးရပြောပါကျွန်တော်လှူပါမယ်။ကောင်းပါပြီမစ္စတာရီကဲ။တင့်စီကဒီလိုစကားမျိုးသိရတာကောင်းသောစကားဖြစ်ပါတယ်။ သင်လိုတဲ့အကူအညီရှိရင်လည်းပြောပါ။လေဝင်မစ္စတာရောဘတ်ကမျက်နှာဖြူအစင်မဟုတ်ပင်အင်္ဂလိုအင်ဒီယန်လို့ခေါ်တဲ့မျက်နှာဖြူနဲ့အိန္ဒိယသွင်းရောထားတဲ့မျက်နှာဖြူကပြားပင်ဖြစ်လေတဲ့စစ်ကြိုခေတ်ကအရေးပါအရာရောက်တဲ့အစိုးရပိုင်းအသီးသီးမှာမျက်နှာဖြူရင်းမျက်နှာဖြူကပြားရေတာလင်ကြီးစိုးချိန်ဖြစ်လေတဲ့မြန်မာရင်းမြန်မာတိုင်းရင်းသားကတချို့တလေသာယာတို့အချိန်ဝါကြီးမားတဲ့နေရာကိုရရှိကြပြီးအများစုကတော့ယာတို့ငယ်တွေသာပိုင်ဆိုင်ကြလေတဲ့ အဲ့ဒီချိန်ကကုံသေးပွဲစားကျွယ်ဝသူအများစုကမျက်နှာဖြူအစိုးရပိုင်းကိုဝင်ရောက်နှမ်းဆက်သူဖြစ်ရင်အခွင့်အရေးပုံမရရှိကြတယ်။ကိုရီခဲကအဲ့လိုလူမျိုးပဲဖြစ်တယ်။ကိုရီခဲကမင်းပေါ့ဆိုးပေါ့ရောက်တယ်နော်။သူနဲ့အတိုက်ခံမလုပ်ကြနဲ့။ကိုရီခဲမှာကြောက်ကြီးမျိုးပေါ်မှာစံဆက်စီဆက်ပိုင်ရှင်တထေးတအူဖြစ်လေတယ်။အဲ့ဒီမြမကသည်ကြောက်ကြီးမျိုးနဲ့တဝိုင်းရှိရွာတွေမှာလေပွဲများစွာပိုင်ဆိုင်ထားတဲ့လူဖြစ်လျောင်းကျင်းရက်တွေမှာ အတော်ပင်ကျွယ်ဝသူတအူဖြစ်လေတဲ့အဲ့လောက်ကျွယ်ဝချမ်းသာပေမဲ့ကိုရီခဲမှာတက်လက်ပိုင်းအရွယ်အထိအိမ်တောင်ကျင်ပတ်မရှိခဲ့ပါခြင်းကိုရီခဲကဒီတသက်အိမ်တောင်မပြူတော့ဘူးထင်တယ်မပြူလို့တော့ဘယ်ဖြစ်ပါမလဲဗျာအသက်ကြီးလာတော့ကိုအတွက်ဆေးပေးမိอยู่တော့ရှိမှဖြစ်မှာပေါ့ဒါဖြစ်လေအိမ်တောင်ပြူတော့လေဗျာခင်ဗျာအသက်အရွယ်40တောင်စွန်းနေပြီမဟုတ်လားပတ်စံရှိတာပဲဗျာဘယ်အချိန်ပြူပြူရပါတယ်ဒါတော့ဒါပေါ့လေအရွယ်မရှိမှအိမ်တောင်ပြူတော့ကတိတာပေါ့ ွေရှိရင်ဘာမှကတိစရာမရှိပါဘူး။လောကကြီးမှာငွေရှိရင်ဘာမှဆိုအဆင်ပြေတာပဲကိုဖိုးငွေ။အေးပေါ့ဗျာ။ခမညာငွေရှိရုံမကောင်။လူရည်လဲနေအပေါင်းအသင်းလဲစုံတော့ပြောသည်မအောင်ပါလေ။ကျုပ်ကအိမ်တော်မပြုတ်ကျင်လို့မဟုတ်ပါဘူး။စိတ်ထဲမှာမတည်မကြဖြစ်နေလို့ပါ။ဘာမှမတည်မကြဖြစ်နေရလဲဗျာ။မှန်တာပြောရရင်ကျုပ်ကားလာသားအွေလောက်ရောက်ကြတဲ့ရောက်ကျုပ်ရဲ့ဘေးမှာအပြူတွေဝိုင်းဝိုင်းလည်နေကြတာပဲ။မိဘတွေပတ်စံရှိတာရော။ ျုပ်ကပညာရော့အရွယ်မှာပြည့်စုံနေမဟုတ်လားအဲ့ဒီတော့ကကျုပ်ခေါင်းညှိလိုက်တာနဲ့မဆွတ်ခင်ကညှို့ချင်နေတဲ့အပြို့တွေအများကြီးပေါ့ဟုတ်ပါတယ်ကိုရီကဲကိုရီကဲကိုတမတ်တော်ကျင်တဲ့လူတွေရှိတာအသိပါဗျာအခုလဲမြို့ပေါ်မှာရောရွာတွေမှာရောတမင်းရှင်တွေရပါတမတ်ဖမ်းကျင်တဲ့သူတွေရှိပါတယ်ကျုပ်ကဒါအောင်မသိကြပါဘူးကိုရီကဲကိုရီကဲစိတ်ထဲဘာအောင်မတင်မကြဖြစ်နေလဲဆိုတာကိုသိကြနာသိရမှာပေါ့ဗျာဒီလိုဗျာကျုပ်ကတူရီတော်သားဆိုတော့ မိဘအမွေနှစ်အားလုံးရလိုက်တာပဲမိဘတွေမရှိတဲ့နောက်ပိုင်းစီးပွားရေးလုပ်တော့လေတိုးဝလာတာအတိုင်းထက်အလွန်ပေါ့ဒါပေမဲ့ကျုပ်ကငွေကိုစီးရှိရှိ သုံးတာဗျရေလိုသုံးတာမဟုတ်ဘူးဒီတော့ကျောက်အိမ်တော်ပြင်မိမတယောက်ကိုပဲတရားမှာဗျဒါတော့ဒါပေါ့ဗျအပင်ချင်ကိုင်းပြားကိုင်းနာအခက်အလက်ဆိုတာတော့ပါစမြဲပဲပေါ့ကိုရေခဲ့ရေပြီးတော့ကျုပ်ယူတဲ့မိမငွေကိုစစ်စစ်ဆက်ဆက်သုံးတတ်တဲ့မိမမျိုးမဖြစ်မှာမို့မတင်မကြဖြစ်နေရတာပေါ့ဒီလိုအတွက်နေရင်တော့ ခမရမိမရဖို့အတော့အလှမ်းဝေးနေသေးတယ်ကိုရေခဲဝေးကျင်လဲဝေးမစီတော့ဗျာကိုရေခဲကအဲ့ဒါလိုစေးဆက်တူတအူဖြစ်နေတယ်ကိုရေခဲကမြို့ပေါ်ရှိစံဆက်စီဆက်တွေကိုမန်နေဂျာတွေနဲ့လွှဲထားပေမဲ့လည်းအမြဲလိုလိုကိုဖိရင်ဖိကြီးကျက်သူဖြစ်တယ်မောင်တေးအလုပ်သမားတွေကိုအသေးချာကြည့်နော်ဟုတ်ကဲ့တည်းမျက်ခြေပြန်မခတ်မအောင်သူ့ရဲ့စံဆက်စီဆက်တွေကပစ္စည်းတွေကိုအလုပ်သမားတွေကခိုးယူမှာစိုးတာကြောင့်မန်နေဂျာတွေကိုအမြဲတစေအခြေအနေကိုစောင့်ကြည့်ခိုင်းခဲ့လေတယ် အဲ့လိုပဲမန်နေဂျာရင်းအလွဲသုံးစားလုံမာကိုလည်းသူကစိုးရိမ်တက်မိပြန်လေတယ်။မောင်တင်ရင်ကိုလီကောင်ဖိုးဆယ်ကိုငါစီလွှတ်လာအောင်ဟဲ့။ဟုတ်ကဲ့တဲ့ကျွန်တော်လွှတ်လိုက်ပါမယ်။ရုံးကန်ကလေးအတွင်မှာမန်နေဂျာမောင်တင်ထွက်ခွာသွားရင်ခဏအကြာမှာတော့စပန်မုံတွေပေးကြံနေတဲ့ကိုလီကောင်လို့ခေါ်တဲ့အလုံသမားခေါင်းဆောင်ဖိုးဆယ်ရောက်ရှိလာလေတယ်။တထေကျုပ်ကိုခေါ်ရဲဆိုမန်နေဂျာမောင်တင်ရဲ့အခြေအနေဘယ်လိုရှိလဲ။ဒီကောင်ချင်းရင်ရဲ့လား။ကစားဝိုင်းတွေပဲခြေဦးလှည့်နေသေးလား။ မန်နေဂျာကြီးကကစားဝိုင်းတွေပဲခြေဦးမလဲပါဘူးခုတလောချိန်ငိမ့်နေတာတော့တွေ့ရပါတယ်တထင်အေးအေးရော့ကိုရီခဲကငွေဆက်ကိုတရွက်ဖိုးစင်ကိုထုတ်ပေးလိုက်တယ်ဖိုးစင်ရဲ့မျက်နှာကတောဝင်လို့မှုရတာတက်အစများစွာဝင်းထိန်သွားတယ်အဲ့ဒီခေတ်အခါကအလौဒမားတဦးအတွက်အင်္ဂလိပ်ငွေဆက်ကိုတရွက်ရှားဖို့မလဲကိုလှခြင်းသွားတော့ဖိုးစင်ဒါပေမဲ့မောင်တဲလုံးသမ ्या ကင်သမ ्या တတိထားပြီးစောင့်ကြည့်နေနော်စိတ်ချပါတထင်းကိုရီခဲကတထင်းမဆန်း သူ့ပိုင်ဆိုင်ရာလေပွဲတွေကိုလည်းအချိန်ရရင်ရတယ်လို့လှည့်လည်သွားလာတက်လေတယ်။ဒါပေမဲ့သူ့အများဆုံးသွားရောက်စတဲ့ခြားတက်တာကစီမီတိုင်ရွာပဲဖြစ်တယ်။စီမီတိုင်ရွာရှိလေပွဲအတော်များများကကိုရီကဲပိုင်ဆိုင်တာကများလေတယ်။စီမီတိုင်ရွာရှိရွာကန်တော်တော်များများကကိုရီကဲရဲ့အရေးအဝါဒကိုမိခိုနေရသူကများလေတယ်။သူ့စီမငွေကြေးအကူအညီယူရသူများတယ်။ကိုရီကဲကအဲ့ဒီခေတ်ကချက်တီးတွေနဲ့အပြိုင်ငွေထုတ်ချီတယ်။ သူကမြမအမျိုးသားတွေကိုကဲတင်ဟန်နဲ့လူရှိသူရှိမှတဖွာဖွာပြောဆိုတတ်လေတဲ့ကိုအမျိုးသားတွေတခြားလူမျိုးစီမှာအတိုးအဆမတန်ပေးပြီးတော့ငွေချင်းနေတာမြင်လို့ကျုပ်ကငွေထုတ်ချေးပေးတာတကြီးသိပါတယ်တထည့်ရဲ့ဒါပေမဲ့ကျုပ်ငွေတွေမဆုံးမို့တော့တကြီးမေတာဝန်ရှိတယ်နော်မှန်ပါတယ်ကျုပ်တာဝန်ယူရမှာပေါ့တထည့်ရဲ့တကြီးစဉ်းစားကြည့်ပါကျုပ်ကချက်တိတွေထက်အတိုးလျှော့ယူထားတယ်မဟုတ်လားကိုရေကေကစီမီယာယူရတဲ့ကြီးကိုအပိုင်ကင်ထားခဲ့တယ် တကြီးကိုလည်းအတိုးမယူပဲသူကငွေထုတ်ချေတာရင်းအဲ့ဒါကြောင့်တကြီးကကိုရီခဲကိုတဖန်တလှဲကူညီရလေတယ်စိတ်ချပါတထေးရဲ့တထေးမရှိတဲ့အချိန်တွေမှာတထေးရဲ့လဲပွဲတွေကိုကျုပ်ကကြည့်ရှုထားပါတယ်ကိုရီခဲကအဲ့ဒီနေ့စနစ်ကို သူ့ပိုင်လဲပွဲတွေရှိရာနေရာတွေမှာအသုံးချနေတယ်ဒါပေမဲ့စီမီးတိုင်ရွာမှာအမဲလိုသူ့စရေချရာခြင်းကအကြောင်းရှိတယ်အဲ့ဒီအကြောင်းကတော့စီမီးတိုင်တကြီးရဲ့အိမ်မှာအိမ်အဖော်အဖြစ်လောက်ကင်ပေးနေသူနမ်းများဆိုတဲ့မိမပြိုကလေးနဲ့ ပတ်သက်လို့ပဲဖြစ်လေတဲ့။နန်းမြကစီမီတာရွာသူဖြစ်တဲ့။အမတယောက်နဲ့မောင်တူရှိပြီးတော့မိခင်မှာနွမ်းပါတဲ့မုတ်ဆိုးမကြီးတူဖြစ်တဲ့။အဲဒါကြောင့်တကြီးအိမ်မှာအိမ်ပေါ်အဖြစ်လာရောက်လောက်ကင်နေရသူလေးပဲဖြစ်လေတဲ့။နန်းမြကတောရွာမှာမွေးဖွားပြီးမယ်လေ။ရွာနဲ့မလိုက်အောင်ပင်ရုပ်ရည်ချုံမောလို့တော့မင်းကလေးတယောက်ပဲဖြစ်တဲ့။ဒါအပြင်ပဲလူပြိုကာလာသားနေမှာမြစ်တာမြကျနေမှရှိပဲနွမ်းပါးရဲ့မိသားစုကိုတစ်ဖက်တလန်းကနေလောက်ကင်ကျွေးမွေလို့သူကလေးသာဖြစ်နေတယ် သူမကိုမေတ္တာရှိပြီးကမ်းလန့်လာသူလူပြိုကာလသားတွေကိုနွမ်းပါတဲ့သူမတို့ရဲ့ဘဝဆက်ကြောင်းကိုပြပြီးတော့ညင်ပယ်ခဲ့တာကြီးပဲဖြစ်တယ်။နမ်းမြတို့ဘဝအချစ်ရေးထက်စားရေးတောက်မှုဘဝကိုကြည့်နေရတာပါ။နမ်းမြအိမ်တော်ပြုတ်လိုက်ရင်မိသားစုကကတိလင်သာဖြစ်သွားမှအကြောက်ဆုံးပါပဲ။ဒကြည်နမ်းမြအောင်မမြင်ပါလား။ချောင်းဆက်သွားပြီးဝှက်လျှော်နေတဲ့တထင်းတထင်းလည်းနမ်းမြကိုအတော်စိတ်ဝင်စားနေတဲ့ထင်ပါရဲ့။ဟုတ်တယ်ဒကြည်။ကျုပ်နမ်းမြကိုဆွဲလန့်နေမိတယ် နမ်းမြမင်းကလေးပြီးသားတယ်။ရုပ်ရည်ကလည်းပြောစရာမရှိဘူး။စဉ်းစားပါအောင်တတိယေဒီမင်းကလေးကမိမပြီးသားတာရုပ်ရည်ချောမိုးတာမှန်ပါတယ်။ဒါပေမဲ့လည်းတတိယနဲ့ဂုံဒရချင်းကြတော့မိုးနဲ့မြင်လို့ကြွားချလွန်ပါတယ်။ဂုံရည်သူအတိုင်းဝိုင်းနေရပဲရွေးချယ်ပြီးအိမ်တော်ပြုတ်တင်ပါတယ်။ကျုပ်အိမ်တော်ပြုတ်တဲ့မင်းကလေးကချမ်းသာဖို့မလိုပါဘူး။ကျုပ်စိတ်တိုင်းကြောက်ဖို့ပဲလိုတယ်။ငွေဆိုတာကကျုပ်အတွက်ပူစရာမှမလိုပဲ။ဒီတော့ကျုံးနဲ့နမ်းမြအိမ်တော်ပြုတ်နိုင်ဖို့သာတကြီးကူညီစေလိုပါတယ်။ကိုရီကဲကနမ်းမြအပေါ်တလောက်စိတ်ဝင်စားနေမှာတော့ ူညီရတော့မှာပေါ့ဗျာဟောဟိုမှာနမ်းမြတော်ပြန်လာနေပြီတကြီးအိမ်အတွင်းကိုဝင်ရောက်လာတဲ့နမ်းမြရဲ့မျက်နှာကလေးကိုကိုရီကေကတရှိုက်မမတ်ကြည့်လိုက်မိလေတယ်နမ်းမြကတော့လိမ္မာပါနဲ့တဲ့မိန်းကလေးပြပြီးကိုရီကေရဲ့အချိကိုရှောင်းလွှဲသွားခဲ့လေတယ်တထေကျုပ်အိမ်မှာထမင်းသုံးဆောင်သွားမယ်မဟုတ်လားတထေတို့စားသလိုဟင်းကောင်းကျွေးရံမများလာတော့အာနာမိပါရဲ့ဗျာမလိုပါဘူးဗျာနမ်းမြရဲ့လက်ရာကိုစားရတာပဲကျုပ်ဖို့နဲ့တုတ်တာနဲ့မလဲနိုင်ပါဘူး တတိယတော့နန်းမြရဲ့အလှကွန်ချာတွေကမယုံနိုင်တော့ပါလားဒီမှာတတိတတိအလိုပြအောင်ကြောက်ကူညီပါမယ်နန်းမြမေတော်ကျင်ဟာကြောက်တခုံးပြောပဲရှိပါတယ်ကုညီစမ်းမှာတတိရဲ့တတိကျေးဇူးမမေ့ပါဘူးစိတ်ချပါတတိရဲ့နန်းမြနဲ့သာနေလို့ရတော့တတိကိုထုတ်ပေးထားတဲ့ငွေတွေကြောက်ပြန်မိရတော့အားလုံးရှော်ပြစ်လိုက်မယ်ဗျာတကယ်ပြောရတာတတိရေခဲဆိုတာပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူပါအမြန်သာဆောင်ရွက်ပေတော့စိတ်ချစမ်းမှာတတိရဲ့အမြန်ဆုံးနှီးစအောင်လို့ကြောက်ကူညီပေးပါမယ် ကိုရီကဲကဒုံးစံအတိုင်းငွေလန်ခင်းခဲ့လေရာတဲကြေကြိုက်ဖြစ်တဲ့ငွေကြေးအရှိန်အဝါကြောင့်တကြီးကလေးနက်စွာပင်ဂတိပြုတ်လိုက်လေတဲ့စိတ်ကူးမလွဲနဲ့နော်ကိုရီကဲပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေကနည်းတာမဟုတ်ဘူးတော်ချင်းဘာလဲငင်းငိုင်နေရခမရသမီးနမ်းမြနဲ့သဘောမတူဘူးလားတူပါတယ်တကြီးမဲဒါပေမဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲတော်ချင်းပြောစမ်းမအောင်ဒီလိုပါကျမတို့ကကုန်းမရှိငွေမရှိ မျက်နှာမွဲတွေမို့တထိတ်နဲ့အစ်စ်မတူပါဘူးဒီတော့ တမီးလေးကိုလက်ထပ်ခြင်းနေဆိုတာကျမမယုံနိုင်လို့ပါ နောက်ပြီးဟိုအတီမကြံမဲနဲ့အပြော့သဘောမျိုးလားလို့တွေးပူနေရလဲပါပါတယ်ဒေါ်ကျင်ရဲ့ကျုပ်လဲစီမီတိုင်ရွာသားတူပါစီမီတိုင်ရွာသူတူဘွားပြက်ဖို့ကျုပ်ကတိုက်တွန်းမှာမလားနမ်းမြောက်တတိယလူသိရှင်ကြနဲ့တင်းနေနေလက်ထပ်ယူမှာပါဗျာဝမ်းသာလိုက်တာတကြီးရဲ့ဒီလိုဆိုရင်တော့ကျမသမီးလေးကိုတတိနဲ့သဘောတူပါတယ်ကောင်းပြီနေဒါဆိုရင်ကျုပ်တတိကိုတော်ပြီးအကြောင်းကြားလိုက်တော့မင်း နမ်းမြောက်တော့ခမညာနားချပြီးတော့စိတ်ချပါကျမသမီးတွေကလိမ်မာလေးပါရှင် ကျမတခွန်းပြောပါပဲညကတစားစားနှက်ဆိုင်စားပြုတ်လာခဲ့တယ်သမီးလေးကိုအမေတိုက်တွန်းရတာသမီးလေးအတွက်ပါကွယ်အမေတို့စိတ်ချမ်းသာအောင်လို့နမ်းမြောက်ဥယျာဉ်ကိုယူပါမယ်ရှင်အမေတို့အတွက်အဆင်ပြေသွားတာကိုပဲနမ်းမြောက်ဝမ်းသာနေတာပါနမ်းမြောက်တတိကတော်ဖြစ်တော့အမေလည်းတတိရောက်ကမှဖြစ်အကိုကြီးနဲ့အမကြီးလည်းတတိရောက်ဖက်နဲ့မရည်ဖြစ်ရတာပေါ့ကွယ်နမ်းမြောက်လိုချင်တာအဲ့ဒီကုန်ထက် အမေတို့အကိုကြီးအမကြီးတို့တတိယကြည့်ရှုစောင့်ရှောက်ဖို့ပဲအရေးကြီးတာပါ သမီးလေးရယ်တတိယစီးစနစ်ကြီးပြီမဲ့သဘောထားတော့ပြေရှာမှာပါ အမေတို့ပြစ်ထားမှာတော့မဟုတ်ပါဘူးအမေတို့ဒုက္ခရောက်ရင်သူလည်းကုန်သိခါကြမှာပေါ့အမေသဘောကြတာစီစဉ်ပါရှင်ဝမ်းတန်လိုက်တာသမီးရယ်တကြည်လာလေးအိမ်ထဲကိုကြောက်တကြည်ကြီးရတာစိတ်လက်ပေါ်ပါနေပုံမဲစိတ်လက်ပေါ်ပါနေရတတိမင်းအတွက်ပါချုပ်အတွက်မဟုတ်ပါဘူးဗျာဘလို့အကြောင်းကြောင့်လဲ လာပါတရေရဲ့အိမ်ထဲကြမှာပြောကြတာပေါ့ဒီလိုဗျာဒေါ်ကျင်ရဲ့တမီနန်းမြတရေနဲ့လက်ထပ်ဖို့သဘောတူလိုက်ပြီးအဲ့ဒါတရေကိုကျုပ်ကမင်္ဂလာစကားလာပြောတာဝမ်းသာလိုက်တာတကြီးဟာခမရဲ့တောင်းဝန်ကြေးပါလေဗျာဒီတိုင်ခမပေါ်တင်ထားတဲ့ငွေကြေးကိုကျုပ်လျှော်ပြစ်လိုက်ပါပြီဝမ်းသာလိုက်တာတရေရဲ့စီမီတိုင်ရွာမှာတရေရဲ့မင်္ဂလာပွဲရပြောစမှတ်တွင်စီရမယ်ဗျာကျေးဇူးတင်ပါတယ်တကြီးအဲ့ဒီနောက်မှာတော့တကြီးမင်းရဲ့ကမကထာပြုမှုနဲ့စီမီတိုင်ရွာမှာအဲ့ဒီခေတ်ကာလက ပြောစမှတ်ပြုရလောက်အောင်ခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲတပွဲပေါ်ပေါက်လာခဲ့ရလေတော့တယ်။တထေးကိုရီကဲကသူ့ရဲ့လူအင်ဆန္ဒပြေဝခဲ့တာမို့အထူးပင်ရွှင်လန်းဝမ်းမြောက်နေခဲ့လေတယ်။အဲဒီလိုပဲတထေးရောက်ကမဘွားကိုရောက်ရှိသွားတဲ့ဒေါ်ကျင်းမာလေးဝမ်းသာရွှင်လန်းနေခဲ့လေတယ်။နမ်းမြကတထေးကိုရီကဲနဲ့အကြောင်းဆက်ပေါင်းဖက်ခဲ့ရတာမို့ရွှေနောက်ကိုကြေးပါဆိုရုပ်အတိုင်းကိုရီကဲရဲ့အင်ဂျီကိုလိုက်ပါနေထိုင်ခဲ့ရလေတယ်။နမ်းမြရဲ့ထိမ့်သိမ့်မှုကြောင့်တန့်ရှင်တက်ရလာခဲ့လေတယ်။ อืมပြဿနာတော့စပြီငါလောက်စားဦးဘာမဆိုင်ညာမဆိုင်ကျွေးမွေးရတော့မင်းငါဘယ်လိုလုပ်ရပါမလဲညင်းလိုက်ပြန်ရင်လေချစ်စခင်စအချိန်မှာမလိုလားအပ်တဲ့ပြဿနာတွေကဖြစ်လာတော့မင်းဒီတော့လောလောဆယ်ငါခွင့်ပြုလိုက်မှာပဲဖြစ်မင်းအကိုကြီးဘာတွေးနေရလဲယင်နမ်းမြပြောတာသဘောမကျတော့လားကြပါတယ်အမေကျင်းတို့တားအမိတွေမနေနိုင်ပါပဲတွေးပူနေမိတာပါတချို့ကရွာကိုအဆွဲကြည့်ကြတယ်မဟုတ်လားအမေတို့ကဒီလိုအဆွဲမကြည့်ကြပါဘူးအကိုကြီး တို့ကနမ်းမြနဲ့ပဲအတူနေကြကြတာပါ။ဩပြီးတော့ပြောအောင်မင်းနမ်းမြအချစ်တော့ကြောင်နဲ့ကြီးလဲပါအောင်ပါနော်။ဒုက္ခပါပဲ။ငါလည်းကြောင်ဆိုရင် မုန်းတိတက်ပါပြီ။ငါနမ်းမြနဲ့အိမ်တော်ပြုတ်မိတာမှားတယ်ထင်နေ။လူတွေမကောက်။ဘာမှမဟုတ်တဲ့တိရစ္ဆာန်တကောင်ပါအိမ်မော်ကော်တင်ရတော့မင်း။ကိုကြီးမကြိုက်ဘူးလားယင်။အကိုကြီးမကြိုက်ရင်တော့ကြောင်နဲ့ကြီးကိုရွာဘုန်းကြီးကျောင်းမှာပဲလူခဲ့ပါမယ်လေ။နမ်းမြကအလိုက်တင်ပြောလိုက်ပေမဲ့လေသူမရဲ့မျက်နှာမှာတိတ်တာစွာပဲညှို့နှံ့နေကြတယ်။ နမ်းမြကြည့်ရတာကြောင်တဲ့ကြီးကိုအတော်တန်ရောစင်ကြည့်ပုံပဲမဖြစ်ဘူးနမ်းမြရင်နမ်းလေးချစ်တဲ့ကြောင်တဲ့ကြီးကိုခေါ်ခဲ့ပါသူခင်ဗျာလေးနမ်းလေးကိုတွေ့တာနေတာဆိုတော့ထားခဲ့လို့ပဲဖြစ်ပါမလဲကြောင်တကောင်အတွက်ဘာမှတောင်းဝင်မပို့တော့ပါဘူးကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျေးဇူးတင်လိုက်တာအဲ့လိုနဲ့နမ်းမြရဲ့မိသားစုတွေဖြစ်တဲ့မိခင်ကြီးတော်ချင်းအကိုကြီးမောင်ထွေးနဲ့အမကြီးဖြစ်သူမန္လာတို့ကိုရီးကဲအိမ်ကြီးပေါ်ကိုရောက်ရှိလာကြလေတော့တယ်နမ်းမြရဲ့အစ်စ်တော်ကြောင်တဲ့ကြီးလေးပါရှိလာလေတော့တယ် နန်းလေးကြောင်ဆိုတာကအမြဲတစေပွေးပိုက်ထားလို့မဖြစ်ဘူးကွယ်။ဘာဖြစ်လို့လဲအကိုကြီး။နန်းမြတိတဲ့ဆအရွယ်ကလေးကဒီလိုပဲနေခဲ့တာပါ။မဟုတ်သေးဘူးလေ။ကြောင်မွေးတွေကရင်ကျက်ပန်းတာဖြစ်တတ်တယ်။အဲ့တော့ကိုရီကင်းကပြောပြောဆိုဆိုကြောင်နဲ့ကြီးကိုလေကုတ်ကနေကင်ပြီးတော့နယံနဲ့ကင်ပေါက်လိုက်တယ်။တန်ရရသွားတဲ့ကြောင်နဲ့ကြီးကဒေါသမန်ထစွာနဲ့အော်ဟစ်ပြီးကိုရီကင်းကိုကြည့်နေခဲ့တယ်။အောင်မကြောင်စုပ်ကငောက်အောင်များကြည့်နေလိုက်တာပမာမခန့်နဲ့တိတ်ကြသေးတာပေါ့ ကိုရီခဲကကြောင်နဲ့ကြီးကိုဒုတ်တချောင်းနဲ့ဒေါသတကြီးလိုက်လံရိုက်နှက်နေတော့တယ်။ကြောင်နဲ့ကြီးကအလေအငိုင်းဖြစ်ပြီးအထိနာစွာနဲ့အိမ်ကြီးအတွင်းမှာလှဲ့ပတ်ပြေးလွှားနေလေတော့တယ်။တော်ပါတော့အကိုကြီးရဲ့တော်ပါတော့နော်။နမ်းမြတောင်းပန်ပါတယ်။နောက်ကိုမှတ်ထား။ဒူးနေရာဒူးတော်နေရာတော်မနေဒီထက်နာမယ်မက်။ကိုရီခဲကကြောင်နဲ့ကြီးကိုချိန်မောင်းပြီးထွက်ခွာသွားလေတော့တယ်။စိတ်မသက်သာစွာနဲ့ကြံရစ်သူကနမ်းမြပဲ။နမ်းလေးသမီးစားကြရအောင်။ စီစက်မှပြန်လာတဲ့ကိုရီခဲကပြောလိုက်တယ်။ထမင်းဝဲအစင်သက်ပြင်ထားပါတယ်ကိုကြီး။ဒါဆိုသွားကြစို့။ထမင်းစားခန်းရှိစပွဲမှာထိုင်လိုက်ကြတယ်။နန်းလေးလဲစားတယ်။နန်းမြမစားတော့ကိုကြီး။အမေတို့ကသူတို့နဲ့အတူစားပါဆိုလို့စားလိုက်ရတယ်။အကိုကြီးပါသာပဲစားလိုက်တော့နော်။အမေကနန်းမြနဲ့လက်ဆောင်စားချင်ရှာတာ။ Ừm ငါထင်တဲ့အတိုင်းဖြစ်နေပြီ။မိမယူထားတာထမင်းတဝိုင်းနဲ့အတူစားချင်လို့ယူထားတာ။အခုတော့ငါတယောက်တည်းစားရတဲ့အချိန်ကမနှဲတော့ဘူး။တနည်းနည်းတော့ကြံမဖြစ်တော့မင်း ။စားလီအကိုကြီးနမ်းမြလက်ရညံ့လို့လာရင် ကောင်းပါလေနမ်းလေးရဲ့ကိုရီလက်တွေကြိုက်ပြီးတော့ထမင်းစားမကောင်းလို့ပါ။ညာကတိတ်ဆိတ်ငြိမ်သက်နေတယ်။နမ်းမြမှာတနေ့ကအိမ်မုတ်ကိစ္စဘာဟိရတွေကြောင့်ပင်မနှွမ်းနေပြီးအိပ်ပျော်နေရှာပြီးဖြစ်တယ်။အိမ်မပျော်နိုင်သူကအိမ်ကြီးရှင်ကိုရီခဲ့ပြီ။ငါဘလို့ကြံရပါ။ဟုတ်ပြီဟုတ်ပြီဒီတိုင်းပဲကြံရမယ်။ဒါပေမဲ့ပြပြရီတော့ကြံပါ။မဟုတ်ရင်ငါရှုံးငါပတ်နိုင်နေ။တွေ့ကြသေးတာပေါ့။ ကိုရီကဲကအတန်တစ်ခုကိုမိုက်ရိုင်းစွာတွေးတော့ကြံစီလိုက်တယ်။နန်းလေးရင်အကိုကြီးဒီနေ့ဘဲမှမသွားဘူးကွ။ဈေးကဘာဝယ်ချက်မယ်လို့စဉ်းစားထားလဲ။ဈေးသွားဖို့ပြင်နေတဲ့နန်းမြကိုကိုရီကဲကမေးလိုက်တယ်။အကိုကြီးအတွက်ကြက်သားချက်မယ်လို့စိတ်ကူးထားပါတယ်။အမေကျင်းတို့သားမီတွေအတွက်ရောဘာချက်ရမယ်မသိဘူး။သူတို့ကကြက်သားဝတ်သားထက်တောစာကိုပိုကြိုက်ကြတာ။အေးဒါတော့ဟုတ်တယ်။ဩအခုမှသတိရတယ်။ဈေးထဲမှာဖက်ဆွမိုးတွေကောင်းနေ။အမေကျင်းတို့ကြိုက်မှာပေါ့။ ကြိုက်တယ်အမေတို့သားမိတွေအကြိုက်ပဲနန်းလေးရောမကြိုက်ဘူးလားမိုဟင်းကနန်းမြမကြိုက်ပါဘူးအကိုကြီးကိုရေခဲရဲ့မျက်နှာဝင်းပသွားတယ်ဒါဆိုနန်းလေးကစက်သားဟင်းမဲ့စားပေါ့ကွာအမေကျင်းတို့သားမိတွေကိုမိုဟင်းချက်ကျွေးလိုက်ပါတို့ခင်ဗျာစားကြင်ရှာမှာပေါ့ဟုတ်ကဲ့ပါအကိုကြီးနန်းမြဈေးသွားလာအောင်မယ်နော်အေးအေးအကိုကြီးလည်းမျိုးရဲသွားလာအောင်မယ်အတူတူသွားကြတာပေါ့အင်းဟင်းတွေတော့ချက်ပြီးသွားပြီပရာဈေးဆိုင်ကငါဝယ်လာတဲ့ပတိုင်းမုံနဲ့စင်ကိုမိုဟင်းနဲ့အလစ်ခတ်မှာပဲ ိုရီခဲကအသင်ချက်ပြီးသားမှုရင်အိုးတဲ့ကိုပတိုင်းမုံနဲ့စိန်နှုတ်ကိုထည့်လိုက်တယ်။အဲ့နောက်မတိလိုက်မတိပါတော့ဟန်မပြတ်နေလိုက်တယ်။ကြောင်နေကြီးကတော့သူ့ကိုစိုးရဲစွာကြည့်နေခဲ့လေတယ်။အဲ့ဒီမနဲ့ထမင်းစားပြီးမှဒေါ်ကျင်တို့သားမီးကထမင်းပွဲမှာပဲအစိမ့်မိပြီးတော့တေဆုံးခဲ့ကြလေတယ်။ဖြစ်မှဖြစ်ရလေအမေတို့ရဲ့။မှုရင်ချက်လို့ဒီလိုဖြစ်ရတာ။နန်းမြာကကြေကွဲစွာငိုရှိုက်နေကြတယ်။ကိုရီခဲကတော့ဝမ်းတောင်မှုကိုမပေါ်လွင်အောင်ထင်းရင် ါမှိုတောက်တာ မှိုတောက်တာပါနန်းလေးတမင်သက်သက်လောက်တာမှမဟုတ်ပဲကွယ်တရားနဲ့သာဖြေပါတော့ဖြေလို့မရဘူးကိုကြီးဖြေလို့မရပါဘူးနန်းမြကိုနန်းမြခွင့်မလွတ်နိုင်တော့သက်ဆိုင်ရာမျိုးပိုင်နဲ့ပလဲအဖွဲတို့မှဒေါ်ကျင်းတို့မိသားစုတည်ဆုံမှုကိုကိုကြီးခဲရဲ့အရှိန်အဝါနဲ့ကောင်းစွာစုံစမ်းစစ်ဆေးမှုမပြုတ်လို့ပဲမိုးစိမ့်ကြောင့်တည်ဆုံတယ်လို့သာဆုံးဖြတ်ခဲ့ကြတယ်ကျုပ်ဖြေလို့မရဘူးဗျာသူတို့ခမညာမိုးစားခြင်းရှာမှာပဲဆိုပြီးတော့ကျုံမင်းမောင်တိုက်တွန်းခဲ့မိတာပါ ကျုပ်ကြည်ကွဲလို့မဆုံးပါဘူးဗျာနန်းလေးကြည်ကွဲတာထက်ကျုပ်ကပိုမလားမသိပါဘူးကြားရသူအပေါင်းကဂယုနာတက်မိကြလေတော့တယ်အတော်သဘောထားပြည့်တဲ့လူပဲဗျာဒါကြောင့်လဲသူ့စေတနာသူ့အကျိုးပေးပြီးတော့ချမ်းသာလာနေမှာပေါ့အဲ့ဒီအခိုက်မှာပဲကြောင်းနဲ့ကြီးကဒေါသတစ်ကြိမ်နဲ့អော်ဟစ်လိုက်နေတယ်ဟဲ့ငနဲ့ဒီမှာဧည့်သည်ဆောင်တွေနဲ့နေရလဲတမသွားလीဘာကြည့်နေရလဲတကယ်မှဖြစ်သူနန်းမြနှင်းထုတ်ပေမဲ့ကြောင်းနဲ့ကြီးကမသွားပဲဒေါမန်ပွားနေခဲ့တယ် ကြောင်နဲ့ကြီးကငါ့ကိုကြည့်ပြီးအော်ဟစ်နေလိုက်တာ။ငါလုံးရက်ကိုသူသိနေတယ်လို့ပဲ။ဒီကောင်ကြီးကိုရှင်းပြမှဖြစ်တော်မင်း။ကိုရီခဲကအတွေးကိုရက်တန့်လိုက်ပြီးကြောင်နဲ့ကြီးကိုမင်းမျိုးဆောင်မောင်းထုတ်လိုက်လေတဲ့။음ငါတတိယပြီ။အဲ့ဒီကမိဘဆောင်တွေမှာဒီကောင်ကြီးရှိနေတာပဲ။အဲ့ဒါလို့ဖြစ်ပွားပြီးနောက်ပိုင်းမှာကြောင်နဲ့ကြီးကကိုရီခဲနဲ့စုံနေတာရံပြုတ်နေခဲ့လေတော်တယ်။ငနက်လာလာအကိုကြီးကိုဘာလို့ရံလုံနေရတာလဲ။ဒီငနက်ကြီးတော့အကိုကြီးအเจ้าမဲ့ရန်ရှာနေပြီ။ ဒီကောင်ကြီးယူမြနေရောတလားမယူပါဘူးကိုရင်နမ်းမြကြောက်လဲသူကရန်ရှာတော့မှမဟုတ်တာမနဲ့ကအဆွဲနှံ့ကြည့်တယ်တခါတော့ကသူ့အကိုကြီးရိုက်ထားတာအခင်းမကြီးဦးထင်ပါရဲ့မဖြစ်ပါဘူးနန်းလေးရဲ့ကြောင်ယူဆိုတာခွေးယူထက်ဆိုးတယ်လို့ပန်ချပီဆရာဝန်ချန္ဒရာဆင်ပြောပူတယ်ခွေးယူရောကကြောင်နေစီကကူးဆက်တာတဲ့ဒီတော့ကြောင်နဲ့ကြီးကိုကိစ္စတုံးပြလိုက်တာပဲအေးလိမ့်မယ်ကိုရေခဲကနမ်းမြရင်ွယ်နေကကြောင်နဲ့ကြီးကိုဂုတ်ကနေဆွဲပြီးတော့ဖမ်းဆီးလိုက်တယ်မလောက်ပါနဲ့ သူမယိုးထင်ပါတယ်မကက်နဲ့နန်လေးငနဲ့ကြီးကယူးနေပြီကိုရီခဲကအကျဉ်းသာကင်းမဲ့စွာနဲ့ကြောင်နဲ့ကြီးကိုအိတ်တလုံးမှာထည့်ပြီးချိန်အောင်လိုက်တယ်ကြောင်နဲ့ကြီးကဒေါသကြီးစွာနဲ့ရုန်းကန်နေလေတယ်ကိုရီခဲကအိမ်ကြီးအတွင်းကထွက်လာပြီးတော့ကျောင်းအိတ်ကြီးကိုချောင်းကဘာပေါ်ကနေစွန့်ပစ်လိုက်လို့တယ်မလောက်ပါနဲ့အကိုကြီးမလောက်ပါနဲ့နန်းများကပြေလွန်အော်ဟဲတားဆီးပြီးမယ်လေကျောင်းအိတ်ကြီးကချောင်းရည်ထဲမှာတဖြည်းဖြည်းနှိမ့်မြုပ်သွားလို့တယ် ဖြစ်မှဖြစ်ရလေငနက်ကြီးရဲ့တိတ်ပါနန်းလေးရဲ့အကိုကြီးလည်းဘယ်မှာစိတ်ကောင်းနိုင်မှာမလဲနန်းမြမှာစိတ်မကောင်းကြီးစွာနဲ့ငိုရှိုင်းမိလေတဲ့မလုံမဖြစ်လို့စိတ်တင်းပြီးလှုပ်လိုက်ရတာပါကြောင်ယူတာပို့ဆိုးတယ်နန်းလေးရဲ့ငနက်ကြီးကိုလှုပ်ထားလိုက်အကိုကြီးတို့တွေမကောက်တခြားလူတွေပါအန်ရည်ရှိတယ်ကွယ်အကိုကြီးကိုခွန့်လို့ပါအဲ့ဒါလို့နဲ့ကိုရီခဲမှာသူ့အတွက်ခလုတ်ကတဲ့ဖြစ်နေတဲ့ကြောင်နန်းကြီးကိုပြီးရစွာပင်ရှင်းလင်းပြစ်နိုင်ခဲ့တယ်အဲ့ဒီဖြစ်ရက်တွေရဲ့ လက်တယ်တရားခံကကိုရီကဲပင်ဖြစ်တာကိုနမ်းများနဲ့တကွပတ်ဝန်းကျင်ကပါမရိပ်စားမိခဲ့ခြင်းအဲဒီနောက်မှာတော့ကိုရီကဲမှာခန္ဓာလှပတဲ့ကြောက်ကပါရှိအိမ်ကြီးမှာနမ်းများနဲ့အတူအနောက်ရက်ကင်းမဲ့ပျော်ရွှင်စွာနဲ့နေ့အတန်ကြာနေထိုင်လာခဲ့လေတဲ့ဖြစ်ရတဲ့ဥတရားတိုင်းကိုရီကဲတယောက်ကြိတ်ပြီးတော့ပြုံးမိတာတော့ဒုတိယကဘာစိရဲ့စိရဲ့စင်ငွေတွေကမြမပြီကိုရိုက်ခတ်လာခဲ့လေတဲ့မြို့ပေါ်မှာနေတဲ့လူအများစုကဘေးကင်းမဲ့ထင်းတဲ့နေရာကိုပြောင်းရွှေ့ကြလေတဲ့ ကိုရီခဲနဲ့နမ်းမြတို့မှလည်းကြောက်ကြီးချောင်းကန်တစ်ပေးကအင်ကြီးကိုစွန့်ခွာပြီးအခြားသူတွေနေတူလေတစင်းနဲ့စုံစင်းပြီးပြောင်းရွှေ့ဖို့ပြင်ဆင်ခဲ့ကြတယ်။ဒီတစ်ခေါက်ကလူကြီးပဲဆိုတော့မင်းလှော်ရခက်ရတာမပင်မန်းတော့ဘောမောင်ရွှေဟုတ်ကဲ့တဲ့။အဲ့ဒီအချိန်မှာပဲမြေကဘာပေါ်မှာလူကြီးတူနဲ့လေးနှစ်အရွယ်ကလေးငယ်တူတို့လှေရှိရာကိုပြေးလွှာလာနေတယ်။လှေကြုံလိုက်ပြရစီပြုတ်ကျုပ်တို့သားပါလှေကြုံလိုက်ပြရစီရှုပ်လိုက်တာ မောင်ရွှေလှော်စမ်းကွာ။ ောင့်လိုက်ပါကိုကြီးရဲ့လူတစ်ဖက်သားကိုကြီးကောင်းပါတယ်။နမ်းမြဝင်းရောင်ဟန်တားလိုက်တာကြောင့်မောင်ရွှေကလှေကိုမခွာသေးပဲစောင့်နေလိုက်တယ်။အဲနောက်သားဖာနှစ်ဦးလှေပေါ်ကိုရောက်ရှိလာခဲ့ပြီးတော့မောင်ရွှေကလှေကိုလှော့ခတ်ထွက်ခွာလာခဲ့တယ်။ကျောင်းအလေလောက်အရောက်မှာကိုကြီးကဲကကလေးငယ်ကိုအမတ်မထင်ကြည့်ရှုလိုက်မိတယ်။ကလေးငယ်ကလည်းသူ့ကိုစူးရှော့စွာပြန်လဲကြည့်ရှုနေခဲ့တယ်။ဟာတွေ့ပြီလူရောက်ပါကြီးကလေးငယ်ကဖခင်ဖြစ်သူရဲ့ရင်ွယ်ထဲကနေထပြီးတော့ အော်ဟစ်လိုက်တယ်။ဟာဘာတွေပြောနေရလဲ။အသားမဲသလားငါ့ကိုကျေးဇူးတင်ရမယ့်အစားလူရုံမှလို့ပြောရသလား။ကလေးငယ်ကအလွန်မင်းအသားမဲနဲ့လွန်လာတယ်။ဟုတ်တယ်လေ။ငါတခင်နေစားတဲ့မို့ဟင်းနဲ့စိတ်ခက်တတာမင်းမဲလူရုံမကြီး။ငါ့ကိုလည်းကြောင်အိမ်ထဲထည့်ပြီးကြောက်ကြီးချောင်းနဲ့မျောပစ်ခဲ့တာ။လာခဲ့။မင်းနဲ့ငါအတူတူသေးကြစို့။အံ့ဩစွာကြည့်ရှုနေတဲ့ကိုရီကဲကိုကလေးငယ်ကလျှက်တဲ့ပြက်ဆွဲချလိုက်လေတဲ့။ချောင်းအတွင်းကိုနှစ်ဦးသာလုံးထွေးကြသွားခဲ့တယ်။ နှစ်ဦးစလုံးခိတ္တမြပေါ်လာပြီးနောက်ပြန်လည်နှိမ့်မြုပ်သွားကြနေတယ်။နန်းမြကတတိဝင်မီဟစ်အော်လိုက်တယ်။ဒါပေမဲ့ချောင်းရီစည်းကတန်းလာကြောင်းကိုရီခဲနဲ့ကလေးငယ်ကလှေနဲ့အတော်ပင်အလံဝေးသွားလေပြီ။သူတို့ငေးကြောင်ကြည့်နေစမှာပဲချောင်းရီအရင်ကကိုရီခဲတို့ကိုဝါမျိုးသွားခဲ့လေတယ်။နှစ်ဦးစလုံးပင်ချောင်းရီအရင်မှာနှိမ့်မြုပ်သွားခဲ့လေတယ်။လှေပေါ်မှာနန်းမြတို့ကရင်ဖိုးစွာနဲ့ကြည့်နေမိတယ်။ခဏကြာမှကိုရီခဲက ရေပေါ်ကို ပြန်ပေါ်လာခဲ့ပြန်တယ်။နန်းမြသူ့နှုတ်မှာစကားတန်မပြီးမသာထွက်ပေါ်လာတယ်။နန်းမြငါ့ကိုခွန့်လွတ်ပါ။ကိုရေခဲကဘလုံးပထွေးပြောပြီးတော့ချောင်းရည်ထဲမှာပြန်လဲနှိမ့်မြုပ်သွားလေတော့တယ်။ကိုရေခဲရဲ့တောင်းပန်စကားကိုကြားလိုက်ရတဲ့နန်းမြကအချိန်နဲ့အရရက်ကိုဆက်ဆက်တွေးတောင်းမိခဲ့လေပြီ။ပြည့်ရအားလုံးရဲ့တရားခံလက်တွေကခေပေါ်ဖြစ်သူကိုရေခဲပြည့်ဖြစ်ကြောင်းကိုပြပြတင်တင်သိရှိလိုက်ရပြီဖြစ်တယ်။ မိမိရဲ့မျက်စိရှိမှမချိမဆန့်သေးပွဲဝင်ခဲ့ရရှာတဲ့မိခင်ချင်းနဲ့အကိုအမတို့ရဲ့ပုံရိပ်တွေကိုရီကရဲ့ရက်ဆက်မှုအောက်မှာအသက်ဆုံးရှုံးခဲ့ရရှာတဲ့သူမရဲ့အချစ်တော်ကြောင့်နဲ့ချင်းခင်ပွန်းဖြစ်သူကိုရီကဲကိုပင်နာကြည့်ရမလားဆိုရလာတဲ့မိမိရဲ့ကံကြမ္မာကိုပင်အပြစ်တင်ရမလားဆိုတာကိုတော့နမ်းမြမဝေခွဲတတ်တော်ပြီအဲဒီနောက်နမ်းမြကလည်းတိလရှင်ဘဝနဲ့အယိုးထုတ်သွားခဲ့ရှာတယ်ဒါဆိုကလေးလေးကကြောင်းတက်ကြီးဝင်စားတာပေါ့နော်ကိုပြည့်လွင် သူပြောပုံအရကြောင်တကြီးဝင်စားတာနေမှာပေါ့အိန္ဒိယလည်းဘုံကျဲခံရတဲ့အထဲပါသွားလေတော့သူ့ဖို့ဒဏ္ဍာရီပုံမြင်တပုတ်လိုပါပဲဗျာဒါပေမဲ့ကျုပ်ကိုတစင်ပြောပြခဲ့ရတဲ့သူကတော့ကြောင်တကြီးကကလေးစားချီဖို့ဆူတောင်းသွားခဲ့လို့အခုလိုအဆုံးသတ်သွားခဲ့တာပဲတဲ့ရှေးကျလူကြီးတွေပြောခဲ့တယ်မဟုတ်လားကြောင်တဲ့တွေကစိတ်ထရချင်းစားဆူတတ်တယ်ဆိုပါလေဟုတ်တယ်မဟုတ်တာထက် မကောင်းမှုပြုရင် မကောင်းမှုကံတိုင်းခံရတယ်ဆိုတာတော့အသိရလိုက်တာပေါ့ဗျာပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့စာရင်းစရာမောင်ပြည့်လွင်ရေးသားထားတဲ့ကြောင်တဲ့ကျင်းစာဆိုတဲ့ဇာတ်လမ်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။